လားလေခက်ခဲသောကျမ်းပိုင်များအဖြစ်ဆိုတော့သင်္ကန်းစာအခုသင်္ကန်းစာအမှတ်စဉ်လေးတမောင်းချမ်းစာထဲမှာတော်တော်များများနားလေရန်ခက်ခဲပြမမရှင်းမရှင်းအချက်လက်တွေတချို့တွေသဘောမပေါက်တာတွေရှိပါတယ်ဒါတွေကိုကျွန်တော်က ဒီချာကျွန်တော်ကိုယ်တိုင်လည်းနားမလည်ခဲ့တဲ့အချက်တွေရှိတယ်။အဲ့တော့ကျန်းစာကိုတည်တည်ချာချာဖတ်ပဲပြီးလို့ရှင်တည်တည်ချာချာမှတ်ရပါလေ။ကျန်းစာဖတ်တာတစ်ခုတည်းနဲ့မပြီးပါဘူး။ဆိုတချို့ကြတော့လည်းကျန်းစာကိုဘယ်နှကြိမ်ဖတ်တယ်တလောက်ဘယ်နှကြိမ်ပါကောင်းပါလေ။ဒါပေမဲ့ဖတ်ချင်းတစ်ခုမှတ်ချင်းအပူကောင်းတာပေါ့နော်။ဖြစ်နိုင်လို့ရှင်အချက်လက်ကလေးတွေရေးပြီးတော့မှကျွန်တော်ပြန်ဝင်ငှားနိုင်ပူကောင်းတယ်။အခုလည်းကျွန်တော်ရဲ့ဒီသင်ခန်းစာကို ီ link ရဲ့အောက်မှာကျွန်တော်ဒီဒီအာဒီစာသားလေးတွေရေးထားပါလေ mole ဆိုတဲ့ဟာလေးနှိပ်လိုက်လို့ရှင်အဲ့မှာကျွန်တော်ရေးထားတဲ့အရာလေးတိုက်ပြိုက်ထားတဲ့အရာလေးကိုကျွန်တော် copy ပို့ထားပေးပါလေအတန်ရောဖတ်လို့ရတာပေါ့နော်ကိုကပြန်လဲဝေငှနိုင်ဖို့ယုံကြည်သူခရီးအများအတွက်အထူးစီစဉ်ခြင်းဖြစ်ပါတယ်ပြီးတော့ကိုရဲ့မိတ်ဆွေတွေကိုလည်းဘုဟုသုတအနေနဲ့ပြောပြပါ ကိုမှန်းနဲ့သူမှားတယ်ဆိုပြီးရှောက်ရှက်ပြီးတော့ပြောမဲ့အစာမေတ္တာနဲ့ဘုဟုတုတရဖို့ပြောပြချင်တာဖြစ်ပါလေလို့ဘာသာတိုင်းလူမျိုးတိုင်းကိုကျွန်တော်လေးစားချစ်ခင်လျက်ဒီ message တင်ငန်းစာလေးကိုအနေငယ်ဝေငှလိုက်ခြင်းဖြစ်ပါတယ်လို့ good morning ပါအဲ့တော့အမေရပါလဲအဖေရပါလဲဆိုလို့ရှိရင်ကပ္ပဦးချမ်းခန်းကြီး1မှာဆိုလို့ရှိရင်ဒီ ဘုရားသခင်ကလူကိုနှစ်ခါဖန်ဆင်းသလားလို့နားလေလွဲเสียဖြစ်ပါဆိုတော့တခါကအီဓမ္မဟောင်းချာကပောက်ချာအခန်းကြီး၄မှာပေါ်ပြတဲ့အချက်တစ်ချက်ရှိရယ်ကာယူနာဘေးအမိန်မရတလေလို့ဟောအတင်းသားတချို့ကလာမေးတဲ့အခါမှာကျွန်တော်နဲ့ဆရာနှစ်ယောက် ဝိုင်းဖြေကြတယ်။ကိုဆရာကတော့ဆရာတပါးကတော့ဘလို့ဖြေလဲဆိုလို့ရှိရင်ကာယနာကအဲ့မှာမိမရှိရဆိုတော့ဖရာသခင်ကလူဖန်ဆင်းတာနှစ်ခါဖန်ဆင်းတယ်လေတဲ့။အာရန်နဲ့အေဝါကိုဖန်ဆင်းတယ်တဲ့။ပြီးတော့လူပြန်ဖန်ဆင်းတယ်ဆိုတော့ပေါ်ပြတယ်တဲ့။အဲ့ထက်ကဖြစ်မှာပေါ်တယ်။ဆိုတော့တစ်ဖက်ကတော့ကြည်မှန်တယ်လို့လူနဲ့နောက်တစ်ဖက်ဒါဆိုရင်ကျွန်တော်ကတော့ဘယ်ရပါမလဲ။အာရန်ဘက်ကဆင်းသက်လာတာလား။ လူဘက်ကဆင်းသက်လာတာလည်းမေးတော့သူမဖြေနိုင်တော့ဘူးဆိုတော့အဲ့ဒီဟာမျိုးလေးတွေပေါ့နော်အာတိတိကျကျမရှိနိုင်တဲ့ထင်ရတဲ့အရာလေးတွေကျွန်တော်ပြန်ရှာပြီးတော့အဖြေရှာခြင်းဖြစ်ပါတယ်အဲ့တော့ဒီမှာကပောက်ချန်ခန်းကြီးတစ်အငယ်29ကိုကြည့်တဲ့အခါမှာဖယားသခင်ကြီးရဲ့လူယောက်ျားနဲ့လူမိန်းမကိုဖန်ဆင်းဒီလိုပေါ်ပြထားတယ်ဒါပေမဲ့အဲ့ဒီ ရဲ့ဟိုထဲမှာအောက်ပိုင်းမှာကြတော့အာရန်နဲ့အေးဝါကိုတကဖန်ဆင်းတယ်လို့ဘုရားကပြောပြအဲ့တော့ကပ္ပဦးချန်းခန်းကြီးနှစ်အငယ်ခုနှစ်မှာသာရဘုရားတခင်ဒီမြေမှုဖြင့်လူကိုဖန်ဆင်း၍ဟုရေးသားပြန်လဲတော့ကြောင့်လူကိုဘုရားကနှစ်ခါဖန်ဆင်းသလားဘာကြောင့်မတူရသလဲဆိုမေကွန်းထုတ်စရာဖြစ်ပါတယ်တခင်တော့ဘုရားကဖန်ဆင်းခြင်း အရာတွေကိုကျွန်တော်အချင်းချင်းကြည့်မယ်ဆိုလို့ရှိရင်ဒါကအချင်းချင်းပေါ်ပြထားတယ်လို့ကျွန်တော်သဘောပေါက်ရမှာဖြစ်ပါတယ်ဆိုတော့ detailed and summary ပေါ့နော်နော် detail ပြန်ပြောပြထားတဲ့အရာဖြစ်တယ် introduction နဲ့နောက်တော့အာဒီပေါ့လေဒီ detail ပေါ့နော်အဲအဲ့တော့အသေးစိတ်ပြန်ပေါ်ပြထားတာကိုကျွန်တော်နှစ်ပိုင်းနားလည်ထားဖို့လိုပါတယ်လို့ ကျန်းစာမှာတကယ်လေးကြတော့လဲအကုန်စင်မရေးထားပဲနဲ့เนาะအချင်းချင်းရေးထားတာလေးလည်းရှိရဲ့ဆိုတော့ဒါကိုကျွန်တော်တို့နားမလဲထားရင်ပူဟွာလို့လို့ဒီရလို့လို့ဖြစ်မှာအမှန်တော့တခုလဲပါပဲเนาะအဲ့တော့လူဖန်ဆင်းတဲ့ခါမှာကျွန်တော်တို့ကဘာဦးချန်ခန်းကြီးတက်29ကိုစာကြည့်တဲ့ခါမှာထိုးတို့ဖျားသခင်တီမိမိပုံသဏ္ဍာန်နှင့်အညီလူကိုဖန်ဆင်းတော်မူဤဖျားသခင်ပုံ တတန်တော်နှင့်အညီလူယောက်ျားလူမိန်းမကိုဖန်ဆင်းပြီးလင်လို့ဒီမှာကျတော့လူယောက်ျားလူမိန်းမလို့ပေါ်ပြထားပါတယ်လူယောက်ျားလူမိန်းမကိုဖန်ဆင်းတယ်အဲ့တော့ကြည့်လိုက်လို့ရှင်နှစ်ခါဖန်ဆင်းသလားမဟုတ်ပါဘူးရေမုန်းဖြစ်လူကိုဖန်ဆင်း၍သူဤနှကောင်းထဲသို့ဇီဝအသက်ကိုမှုတ်တော်မူရင်းလူသည်အသက်ရှင်သော တတ္တဝါဖြစ်တယ်ယနေ့ဇီဝအသက်ဆိုတာကဇီဝလို့ခေါ်တာပေါ့နော်ဒီ biological ဒီကျန်းစာကိုဘာသာပြန်ပေးတဲ့ဆရာကြီးယူဒတ်တန်အမေရိကန်ကြီးကဒီလိုအာကျွန်တော်တော့မတည်တည်ချာချာနှိမ့်နှိမ့်ချိုက်ချိုက်နည်းနည်းနိုင်နည်းနည်းဗမာစကားတွေမသိဘူး။ तू ကတော့တကယ်ကိုစာပေဘက်မှာ တော်တော်လေးလာထားတာမြန်မာစားပေးမှာပေါ့အဲ့တော့ဇီဝအသက်ကိုမှုတ်သွင်းလိုက်တယ်ဆိုတော့ကျွန်တော်တို့တယ်လီဖုန်းကိုကြည့်တဲ့ခါမှာဖုန်းကိုအခွန်နေနဲ့ကာဗာနေနဲ့လှုပ်လို့ရနော်လှုပ်ကြရတယ်ဒါပေမဲ့အဲ့ဖုန်းထဲမှာရှိတဲ့ SIM card ပေါ့နော် SIM SIM card မရှိလို့ရှင်အဲ့ communication ကမရှိဘူးဖုန်းဘလောက်ပဲကောင်းကောင်းဘလောက်ပဲအာလာလာဒီဒီ update ဖြစ်ဖြစ် မော်ဒန်ဘလော့ပဲမြင့်မြင့်အဲ့ဒီဟာမရှိဘာမှလုပ်လို့မရအောင်ဆကွန်မြူနီကေးရှင်းကအရန်ရေးကြည့်အဲ့တော့တယောက်နဲ့တယောက်ကွန်မြူနီကေးရှင်းရဖို့အတွက်ကဒီဖုန်းထဲမှာ SIM card ရှိရပြီးတော့နံပါတ်ရှိရနံပါတ်လွဲသွားရင်လည်းကိုခေါ်ခြင်းတဲ့နေရာလွဲသွားတယ်ဆိုတော့ဒီဟာတွေက logic ပိုင်းပေါ့ဒီ logic နဲ့ကျွန်တော် realistic ကကျွန်တော် link ရှိတယ်ဆိုတော့ logic ကိုကျွန်တော်သဘောပေါက်ပြီးမှသဘောဝကြရရုပ်တိရှိရဆိုတော့လူတွေလက်ခံမှသာလင်းကျွန်တော်တို့ဒီ ဒီ realistic ဆိုတာအမှန်တရားကိုမြင်မှာဖြစ်တယ်အဲ့တော့အဲ့လိုပဲဖယားသခင်ကကျွန်တော်တို့ကိုအသက်ရှင်ဖို့အတွက်ဇီဝအသက်ကိုမှုတ်သွင်းလိုက်တယ်ဒါကတက္ကန္တပေါ့နော်အခုကျွန်တော်သွားတင်တဲ့ကန္တကဘာလဲဆိုလို့ရှိရင်လူကိုနှခါဖန်ဆင်းသလားမဟုတ်ပါဘူးတခါပဲဖန်ဆင်းတာပါကပောင်းချန်ခတ်ကြည့်နှစ်အငယ်၄ကိုပြန်ကြည့်တဲ့အခါမှာအဖြေထွက်ပါအဲ့နှစ်ခုရဲ့အဖြေကဘာလဲဆိုလို့ရှိရင်ဤအကြောင်းအရာကတဲ့နော် ဒီအကြောင်းဒီ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 အကြောင်းအရာတွေကတာရဖရာတာရအရှင်ဖရာသခင်သည်နော်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူသောနေ့ဖန်ဆင်းရာကာလ၌ကောင်းကင်နှင့်မြေကြီး၏မူလအထုပ်ပတိပေကြီးမူလအထုပ်ပတိအဲ့ဒီစကားလေးကကျွန်တော်တို့အဖြေဖြစ်ပါတယ် တခါတလေမှကျမ်းစာဒီအချက်ကမရှင်းဘူးဆိုရှင်နောက်အချက်တစ်ချက်ကိုပြန်ရှာပြီးတော့ scripture to scripture ပေါ့နော် back to the bible အဲ့မှာဖြည့်ရှိထားပြီးသားဖြစ်တယ်ဒါကိုကျွန်တော်တို့ကတမန်ကရှန်ကဖတ်ယုံလောက်ပဲဖတ်ပြီးတော့မှမှတ်ခဲ့ရင်ဖတ်တာတော့ကောင်းပါတယ်ဒါပေမဲ့မမှတ်ရင်ကျွန်တော်တို့အတွက်အဖြေမရအောင် ဖတ်တာထက်ကိုမှတ်တာပုံပြီးအရေးကြီးတဲ့ဆိုတဲ့အကြောင်းကိုလည်းထပ်ပြီးမှ lesson ကမ်းတင်ပါတယ်လို့ဆိုတချို့တွေကလည်းခရီးယံဘာသာကိုလေ့လာနေတဲ့ပုဂ္ဂိုလ်တွေရှိပါပါဒီလိုညီကိုတွေအတွက်ကိုလည်းကျွန်တော်မြစ်တာနဲ့ကျွန်တော်ရဲ့တည်တဲ့အရာလေးတွေကိုကျွန်တော်ဘ ഹു သုတရစေအငါဝေငှခြင်းဖြစ်ပါတယ်ကျွန်တော်ဘာသာအတိုင်းမှာရှိတဲ့ညီကိုတွေကိုကျွန်တော်လေးစားတယ်နော်မေတ္တာရှိတယ်ရင်းနှီးခြင်းတယ် ပြကျွန်တော်လည်းလေ့လာပါတယ်နော်အများကြီးကျွန်တော်သိချင်တဲ့ trick လေးတွေလည်းကျွန်တော်လေ့လာတယ်ကောင်းတဲ့အရာတွေကို ကျွန်တော်ဆွဲယူတယ်ကျွန်တော်သိချင်တဲ့အရာတွေကိုကျွန်တော်ဟိုဒီ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 ကိုကောင်းတုတ်ချက်တွေကျွန်တော်ရေးသားတယ်ပေါ့နော်ဆိုအခုဒီမှာလည်းကျွန်တော်တို့နော်သမာကျမ်းစာတွေရဲ့အကြောင်းအရာတွေကို လေ့လာတဲ့သူတွေအတွက်ကိုဘယ်သူမှမဆိုပေါ့နော်ဘာသာမျိုးလူမျိုးကြီးလေ့လာသူတွေအတွက်ကိုကျွန်တော်က အဖြေရှာပြုမှာတင်ပေးခြင်းဖြစ်ပါတယ်ဘုသူတရစီဖို့ငါစေတနာမေတ္တာထားပြုမှာအဓိကကတော့ကျွန်တော်တို့ခရိယံနော်ညီကောင်မောင်နှမတွေတက်ကိုသူတို့အရှင်ရှင်းလင်းနားလည်မှသာမေးလာတဲ့ခါမှာကျွန်တော်တို့ပြောပြနိုင်မှာ ဖြစ်တယ်လေကျကိုကိုတိုင်းကတော့ဒူလို့ဒူလို့နဲ့ကိုလိုလိုဒီလိုလိုဖြစ်လို့ရှင် အဖြေမရခဲ့ရင်မေးလာတဲ့ခါမှာနော်ကျွန်တော်တို့မဖြေနိုင်ခဲ့ရင်ကျွန်တော်တို့ကအာမကောင်းဘူးပေါ့နော်တည်တဲ့လောက်ကိုဖြေနိုင်ရမယ်ကိုကိုတိုင်းလည်းတည်တိကျလေးလာနိုင်ရမယ်ဝิญဉ်တော်လည်းပေါ်ပြပါတယ်နောက်ဆုံးတမာချန်းစာဟာတစ်ဖက်တည်းကြည့်လို့မရဘူးသူ့ကြမ်းချက်ကလေးကြမ်းချက်ကလေးနဲ့ပြန်ထောက်တဲ့အခါမှာအဖြေရပေါ်ပါတယ် အဖြစ်ဆိုတော့ရှိပါတယ်လို့အခုကျွန်တော်ဒီစာလေးတွေကိုလည်းကျွန်တော်ကျွန်တော်ရဲ့ဒီဗီဒီယိုအောက်ကနော် title လေးရဲ့ prescription ရဲ့အောက်မှာကျွန်တော် copy လုပ်ပြီးတင်ထားပေးပါတယ်ဒါလေးကိုလည်းဖတ်ကြည့်ပြီးတော့နားထောင်စေချင်တယ်အရောက်စီတိုင်းကိုဖျားဖြင့်ကောင်းချီးပေးပါစေလို့